မင်္ဂလာပါရှင်11ရက်တည်းရဲ့ညနေခင်းသတင်းများကိုတင်ဆက်ပေးပါတော့မယ်ဒီကနေ့မှာတော့လာရှုမျိုးရင်းမိဘမိတ်ကလေးများကိုစာတင်ပြပြီးပြန်လာတဲ့မိန်းကလေးငယ်တဦးအားလူငယ်နှစ်ဦးကဓားပြကလူရတဲ့အပြင်ဓားဖြစ်ခုတ်တယ်ဆိုတဲ့သတင်းပါဝင်နောက်ဆုံးညနေခင်းသတင်းများကိုတင်ဆက်ပြီးတော့မှာပါဒီသတင်းအပြင် ်မြင်းလင်းကြီးမားစွာလှုပ်ခတ်မှာဖြစ်ကြောင်းသတင်းမှဖြန့်ဝေခဲ့တဲ့ကျွန်မိုးသေးဖန်စီခံရတဲ့တဲ့မြန်မာနိုင်ငံအတွင်းသို့နေဆက်လမ်းကြောင်းများမှတရားမဝင်ဝင်ရောက်လာတဲ့မလဝီနိုင်ငံသားသုံးဦးကိုတပ်ဆိုင်ရာနိုင်ငံသို့ပြည်နယ်လွှဲပြောင်းပေးရတဲ့တဲ့အသင်းတောင်ပံကစားသမားဂါနာချိုအားရောက်ထုတ်ရန်မန်ယူနိုက်တက်အသင်းစီစဉ်နေတဲ့အစားရှိတဲ့တဲ့များကိုတင်ဆက်ပြီးတော့မှာပါ ဥဆုံးသတင်းတပုတ်အနေနဲ့နာရှိုးမျိုးမှာမိမမဲကလေးများကို စာတင်ပြပြီးပြန်လာတဲ့မိန်းကလေးငယ်တူအားလူငယ်နှုတ်ကဓာပြကလူရက်တဲ့အပြင်ဓာပြခုတ်တဲ့သတင်းကိုတင်ဆက်ပေးကြပါမယ်ရှမ်းပြည်နယ်မြောက်ပိုင်းလာရှိုးခရိုင်လာရှိုးမြို့ရက်ကွက်တဲ့ပါရမီလမ်းသွေ209ထင်းရှုမြိုင်သွားတဲ့လမ်းမှာ AP လ23ရက်နနက်8:00နာရီခန့်ကမြို့မဲ့ကလေးတွေကိုစာတင်ပြပြီးပြန်လာတဲ့မိကလေးငယ်တအူးကိုလူငယ်နှစ်ဦးက ဓာပြားကလူရက်တဲ့အပြင်ဓာနဲ့ပါ ခုတ်ခဲ့တယ်လို့သိရပါဗျ။ဒီလိုဓာတ်နဲ့ခုတ်ခံရမှုကြောင့်အသက်23နှစ်အရွယ်မတ်ခေါင်ညွေရဲ့ဘဲဘက်လက်ဖြံမှာဓာတ်ခုတ်ဒဏ်ရာကြီးရရှိခဲ့ပြီး6ချက်ချုပ်ထားရတယ်လို့သိရပါဗျ။မတ်ခေါင်ညွေဆိုတဲ့မိန်းကလေးဟာ တန်ဆန်းရည်မိဘမဲ့ကေဟာကလေးပြုစုစောင်းရှောင်ရင်မှာမနက်9နာရီမှာစသွားတင်ပြပြီးမနက်7နာရီမှာမိဘမဲ့ကေဟာကနေနေအိမ်ကိုလမ်းလျှောက်ပြီးပြန်လာစဉ်ဆိုင်ကယ်စီးလာတဲ့လူငယ်နှုတ်ကစစ်ဆေးစရာရှိတယ်လို့ဆိုပြီးလက်တစ်ဖက်ကိုဆွဲကခန္ဓာကိုယ်အနှံ့လိုက်ရှာခဲ့ကြောင်းအဲ့လိုရှောက်ဖွေရာမိန်းကလေးကဇစ်ပါတဲ့ကောမဘူးနဲ့ဖုန်းတွေကိုအဝေးကိုပြစ်လိုက်စဉ်လူငယ်တအူးကမိန်းကလေးရဲ့လက်ဘင်းကိုတရှိန်နဲ့ခုတ်ခဲ့ရာမိန်းကလေးငယ်ကဘယ်လက်နဲ့ကာခဲ့တာကြောင့်လက်ဖြံမှာဓာတ်ခုတ်ဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။ ညီမကကလေးတွေကိုစာတင်ပြပြီးပြန်လာတာဓာတ်ကင်ထားတဲ့လူငယ်နှစ်ဦးကဖုန်းလိုတယ်အဲ့တော့ညီမကကော်မာဘူးရဲ့ဖုန်းရဲ့ကိုတခြားနေရာကိုပြက်လိုက်ပြီးနှပန်းလုံးခဲ့တယ်။အဲ့ဒီမှာအဲ့ဒီလူငယ်နှစ်ဦးကတအုပ်ကတရှင်နဲ့လက်ဝင်းကိုခုတ်တာညီမကလက်နဲ့ကားလိုက်လို့လက်ထိသွားတယ်။အော်တန်ကြောင့်လူတွေထွက်လာတော့ဆိုင်ငယ်နဲ့ပြေးသွားတယ်ဖုန်းတော့ပါမသွားဘူး။ဇစ်ပါတဲ့ကော်မာဘူးကိုဖုန်းအိတ်အထင်နဲ့ယူသွားတာအဝေးရောက်တော့ကော်မာဘူးဖြစ်နေလို့လွှင့်ပြခဲ့တယ်။သူတို့နှစ်ဦးကတအုပ်ရဲ့ဖက်နဲ့တစ်ဖက်ကျန်ခဲ့တယ်လို့ မိဘမဲ့ကလေးတွေကိုစတင်ပြပြီးပြန်လာသူမိန်းကလေးငယ်ရဲ့အမဖြစ်သူမကိုင်းနုကပြောပါရတယ်။ရတဲ့တဲ့တပုံဒီနေမြင်းကလေးကြီးမစွာလှုပ်ခဲမှာဖြစ်ကြောင်းတရင်မဖြန့်ဝေခဲ့တဲ့ဂျုံမိုးသေးဖန်းစီခံရတဲ့တရင်ကိုတင်ဆက်ပေးကြပါမယ်။ဧပြီလ22ရက်နေ့မှာမြင်းကလေးကြီးမစွာလှုပ်ခဲမှာဖြစ်ကြောင်းတရင်မဖြန့်ဝေခဲ့တဲ့ဂျုံမိုးသေးကို ဖန်းစီရှာမိခဲ့တယ်လို့ NASA ကတရင်ထုတ်ပြန်ရေးအဖွဲ့ကထုတ်ပြန်ပါတယ်။ 2025ခုနှစ်ဧပြီ21ရက်မှာမြင်းကလင်ကြီးမားစွာလှုပ်ခတ်မယ်လို့တစ်တော့အကောင့်ကနေတဆက်မဟုတ်မမှန်သတင်းအမှားဖြန့်ဝေနေကြောင်းသတင်းအရဧပြီ22ရက်မှာ မုံရွာမြို့မြောက်ရီရက်ကွက်တိုးချက်ကွက်တေရက်နေမြေ27 ရွှေညောင်ပင်လမ်းမရှိတဲ့နေရင်ကိုသွားရောက်ရှာဖွေခဲ့ရာဂျွန်ပမတ်ထရီအကောက်ပိုင်ရှင်ဂျုံမိုးတဲကိုဖမ်းဆီးရမိခဲ့တယ်လို့သိရပါတယ်။စစ်စစ်ဖော်ထုတ်ချက်အရ၎င်းဟာ2021ခုနှစ်ဖေဖော်ဝါရီလရက်နောက်ပိုင်းမုံရွာမြို့ပေါ်မှာပြုလုပ်တဲ့ဆန္ဒပြပွဲတွေမှာအကြိမ်20ခန့်လိုက်ပါဆောင်ရွက်ခဲ့တဲ့အတွက်မုံရွာနယ်မြေရဲစခန်းကရာဇသက်ကြီးဥပဒေပုံမှန်905ကကြီးနဲ့အမှုဖွင့်အရေးယူခဲ့ပေမဲ့လည်း အသက်မပြည့်သူကလေးတငယ်ဖြစ်တာကြောင့်မိဘအုပ်ထိန်မှုအောက်မှာကောင်းမွန်စွာနေထိုင်ဖို့မုံရခရိုင်တရားရုံးကအမေးချမှတ်ခြင်းခံခဲ့ရသူဖြစ်တယ်လို့သိရပါဗျ။အဲနောက်2020ခုနှစ်မေ28ရက်မှာကော့ကရိတ်မြို့ကနေတဆင့် KNDO တရင်6ကိုတွားရောက်ခဲ့ပြီးအဆိုပါ KNDO တရင်6မှာဖွင့်လှစ်တဲ့အကြံဖတ်တင်နန်းကိုတင်နန်းသား85ဦးနဲ့အတူတက်ရောက်ခဲ့ကြောင်း အဲ့နောက်အကြမ်းဖက်အဖွဲ့အစည်းတွေအတွက် online ကနေတဆင့်အလူငွေတွေကောက်ခံထောက်ပံ့ပေးခဲ့ကြောင်း NASA ကသတင်းထုတ်ပြန်ရေးအဖွဲ့ကထုတ်ပြန်ပါတယ်။အဲ့နောက်2020ခုနှစ်စက်တမာလတတိယပတ်ခန့်မှာမုံရွာမြို့ကိုပြန်လည်ရောက်ရှိနေထိုင်စဉ်အောက်တိုဘာ30ရက်မှာလုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ဖမ်းဆီးထိန်သိမ်းခြင်းခံခဲ့ရကြောင်းအဲ့နောက်နိုဝင်ဘာ14ရက်မှာမုံရွာမြို့အမှတ်၈ရဲစခန်းမှာအကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပေါ်မှ90ညမြင်းဆောင်52ကာဂျီရိုနဲ့အမှုဖွင့်လှစ်ခဲ့ပြီးမုံရွာခရိုင်တရားရုံးက 2022ခုနှစ်အောက်တိုဘာလမှာထောင်တန်းနှစ်နှစ်ပြည်တံချမှတ်ခဲ့တဲ့အတွက်မန္တလေးမြို့မှာရှိတဲ့လူငယ်ထိန်းသိမ်းရေးသင်တန်းကျောင်းမှာထိန်းသိမ်းဆောက်ရှောက်ခြင်းခံခဲ့ရပြီး2023ခုနှစ်ဇွန်လမှာပြန်လည်လွတ်မြောက်လာခဲ့ကြောင်းထုတ်ပြန်ပါတယ်။ဂျိုမိုးသိန်းအနေနဲ့ထောင်ကနေလွတ်မြောက်ပြီးတဲ့နောက်ဘေးရင်လက္ခဏာပညာကိုအသုံးချပြီးပြည်သူလူထုထင်အောင်ထင်မှားဖြစ်စေဖို့ရည်ရွယ်ချက်နဲ့2024ခုနှစ်ဖေဖော်ဝါရီလမှာ jomo 5.d နာမည်နဲ့တက်တော့အကောင့်ဖွင့်လှစ်ပြီးအကြံဖက်အဖွဲ့အစည်းတွေနဲ့ပတ်သက်တဲ့ post တွေကို၎င်း ။မြင်းကလေးနဲ့ပတ်သက်တဲ့ post တွေကို၎င်းအများပြည်သူအထိတ်အလန့်ဖြစ်စေဖို့ရည်ရွယ်ပြီးမဟုတ်မမှန်ရေးသားဖော်ပြခဲ့ကြောင်းစစ်ဆေးတွေ့ရှိရတဲ့အတွက်၎င်းကိုဥပဒေအရထိထိရောက်ရောက်ရေးယူသွားမှာဖြစ်ပြီးနောက်အလားတူမဟုတ်မမှန်သတင်းအမှားတွေရေးသားဖြန့်ဝေသူတွေကိုလည်းစစ်ဆေးဖော်ထုတ်ပြီးထိထိရောက်ရောက်ရေးယူဆောင်ရွက်သွားမှာဖြစ်ကြောင်း NASA ကသတင်းထုတ်ပြန်ရေးဖွဲကထုတ်ပြန်ပါတယ်။မိဘအပြည်သူတွေအနေနဲ့လည်းသဘာဝဘေးရန်ရည်နဲ့ပတ်သက်ပြီးသတင်းအတုသတင်းအမှားတွေကိုမတမာသူတွေကဖြန့်ဝေရေးသားဖော်ပြလျက်ရှိတာကြောင့်ယုံကြည်မှုမရှိဘဲနဲ့ တဘာဝဘေးအန်ဒီရနဲ့ပတ်သက်တဲ့သတင်းတွေကိုသက်ဆိုင်ရာမိုးလေဝသနဲ့ဇလားဗေဒညွှန်ကြားမှုဦးစီးဌာနကအချိန်နဲ့တပြေးညီတိကျစွာ ထုတ်ပြန်ပေးလျက်ရှိကြောင်းလဲ NASA ကသတင်းထုတ်ပြန်ရေးအဖွဲ့ကထုတ်ပြန်ပါတယ်။ဆလာဘီမြန်မာနိုင်ငံအတွင်းသို့နေဆက်လမ်းကြောင်းများမှတရားမဝင်ဝင်ရောက်လာတဲ့မလဝီနိုင်ငံသား၃ဦးကိုသက်ဆိုင်ရာနိုင်ငံသို့ပြည်နယ်လွှဲပြောင်းပေးတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ်မြန်မာနိုင်ငံတွင်းကိုနေဆက်လမ်းကြောင်းတွေကနေတရားမဝင်ရောက်လာတဲ့မလဝီနိုင်ငံသား၃ဦးကိုသက်ဆိုင်ရာနိုင်ငံကိုပြည်နယ်လွှဲပြောင်းပေးခဲ့လို့သိရပါတယ် မြန်မာတရုတ်ထိုင်းသုံးနိုင်ငံအကြားသုံးဖွဲ့ဆိုင်ပူးပေါင်းဆောင်ရွက်မှုပုံစံနဲ့အွန်လိုင်းအသုံးပြုလိမ်လည်မှုနဲ့အွန်လိုင်းလောင်းကစားမှုလှုံ့ဆော်နေကြသူတွေပအဝင်ပသက်သူတွေနဲ့နောက်ွယ်ကနေကြိုးကင်နဲ့ပြည်ပနိုင်ငံသားတွေကိုစုံစမ်းဖော်ထုတ်တိုက်ဖြတ်လျက်ရှိရာဧပြီ23ရက်မှာအစိုးရလုပ်ငန်းတွေမှာဆက်ဆက်ပါဝင်ခဲ့ကြတဲ့မလဝီနိုင်ငံသား၃ကိုမြန်မာထိုင်းအမတ်နဲ့ချစ်ကြည်ရေးတရားကနေတဆက်သက်ဆိုင်ရာနိုင်ငံတွေကိုလူသားချင်းစာနာထောက်ထားမှုနဲ့နိုင်ငံအချင်းချင်းချစ်ကြည်ရင်းနှီးမှုတို့ကိုရှေ့ရှုပြီး ဥပဒေလုံထုံးလုံနည်းတွေနဲ့အညီထပ်မံပြီးပြင်းထန်လွှဲပြောင်းပေးခဲ့တယ်လို့သိရပါဗျ။ဇန်နဝါရီ30ကနေဧပြီ23ရက်အထိမြန်မာနိုင်ငံအတွင်းကိုတရားမဝင်ဝင်ရောက်လာတဲ့ပြည်ပနိုင်ငံသား632ဦးကိုစစ်ဆေးဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ပြီး8312ဦးကိုထိုင်းနိုင်ငံကနေတဆင့် သက်ဆိုင်ရာနိုင်ငံတွေကိုဥပဒေလုံထုံးလုံနည်းတွေနဲ့အညီစနစ်တကျပြည်နယ်လွှဲပြောင်းပေးခဲ့ပြီးပြည်ပနိုင်ငံသား1920ဦးကိုသက်ဆိုင်ရာနိုင်ငံတွေကိုလွှဲပြောင်းပေးဖို့အသင်းဖြစ်နေပြီဖြစ်ကြောင်းနဲ့၎င်းတို့ကိုကောင်းမွန်စွာထိန်းသိမ်းဆောက်ရှောက်ထားရှိတယ်လို့သိရပါတယ်နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့အသင်းတောင်ပံကစားသမားကာနာချိုအားရောင်းထုတ်ရန်မန်ယူတိုက်တဲ့အသင်းစီစဉ်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မန်ချက်စတာယူနိုက်တက်အသင်းဟာလာမယ့်နွေရာသီမှာကစားသမားအသစ်တွေခွင့်ယူဖို့အတွက်အသင်းတောင်ပံကစားနေရလို့သိရပါဗျ။ အသက်20ရွယ်ရှိတဲ့အာဂျင်တီးနားတောင်ပံကစားသမားဂါနာချိုဟာနောက်ပိုင်းပွဲစဉ်တွေမှာခြေဆွမ်းပြနိုင်မှုရုန်းကန်နေရပြီးပြိုင်ပွဲစုံ52ပွဲမှာ19သာသွင်းယူထားပါတယ်။ဒါပေမဲ့သူ့ကိုခေါ်ယူဖို့ချက်စီအသက်လက်တီကိုအပောင်းဝင်ဥရောပထိပ်တန်းအသင်းတချို့ကစိတ်ဝင်စားနေရလို့သိရပါတယ်။မန်ချက်စတာယူနိုက်တက်အသင်းဟာလာမယ့်နေရာဒီမှာအသင်းရဲ့တိုက်စစ်ပိုင်းကိုအားပြေဖို့ဆန္ဒရှိနေပြီးနာပိုလီတိုက်စစ်မှုအိုစင်မန်ဝိုးဖ်တိုက်စစ်မှုကုညာနဲ့အီဝစ်လူငယ်တိုက်စစ်မှုဒီလက်စ်တို့ကိုချိတ်ဆက်နေရလို့သိရပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့အဆိုပါတိုက်စင်မှုတွေကိုခေါ်ယူရမယ်ဆိုပါကငွေကြီးများစွာအသုံးပြုရပွဲရှိနေရပရီးမီးယားလိဘန်ဒါရေးစီးမြင့်နဲ့ကိုက်ညီမှုရှိစေဖို့အတွက်အသင်းမှရှိတဲ့ကစားသမားတွေကိုရောင်းထုတ်ရပွဲရှိနေတယ်လို့သိရပါဗျ။ကစားသမားတွေရောင်းထုတ်ရမှာအသင်းငွေချံပေါက်ကစားသမားတွေကိုရောင်းချတာကအမျက်ငွေအသက်တင်ရရှိတာကြောင့် Manchester United အသင်းအနေနဲ့လာမယ့်တွင်မှာဂါနာချိုနဲ့မိန်နူတို့ကိုရောင်းထုတ်ဖို့စီစဉ်နေကြောင်း British media တွေကဖော်ပြနေကြပါဗျ။ 11ရုပ်တန်ရဲ့ညနေခင်းသတင်းများကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုနားဆင်ပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်မင်္ဂလာရှိသောညနေခင်းလေးဖြစ်ကြပါစေရှင်